မင်္ဂလာပါလို့ဥစွာပနာမနှုတ်ဆက်တာပါရခင်ဗျာကျွန်တော်တို့ရဲ့ဗာမိရီကတ်စတိုရီချန်နယ်ကနေပြန်လည်ကြိုဆိုပါတယ်ဇလန်းအစမှာစီမံကိန်းတစ်ခုအထက်ယထာလန်ဖောက်ဖို့တိပင်းတွေခုတ်လှဲ့နေပြီးဒါကိုအထက်လန်းဆရာတယောက်ကနေမြေမှာပိုင်ရဆိုင်ရာတွေရှိလို့ရှေ့ဆက်မလုပ်ဖို့ပြောပေမဲ့သူ့ကိုမောင်းထုတ်ခံလိုက်ရပါတယ်တရားကလည်းမင်းတို့ကိုဘယ်သူမှမကယ်တင်နိုင်ဘူးပိုက်ဆံတွေတုံးပြီးလဲကယ်တင်လို့မရတော့ဘူးဘုရားသခင်တောင်မှကယ်တင်နိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်အဲ့ဒီနောက်မှာတော့ယထာလန်လုပ်ငန်းကွင်က အလုသမားတွေကမောင်းတဲ့အထိအလုလုံနေကြပြီပြန်တဲ့လူတွေအားလုံးကပြန်သွားတဲ့အခါမှာဓာတုနဲ့ပိုင်မန်းတို့နှစ်ယောက်ပဲအလုဆက်လုပ်ပြီးစူးစမ်းနေကြကဓာတုတို့နှစ်ယောက်ကမိသားစုအတွက်ပိုက်ဆံလုံနေကအကျွေးတွေလည်းပေးစရာရှိတာကြောင့်ပါပိုင်မန်းကလှိုင်ကောင်းတဲ့ကိုပြန်ဝင်သွားချိန်တေတော်တွေကနေအရာတခုကသူတို့စီကိုလာနေကခဏနေတဲ့အခါမှာပိုင်မန်းရဲ့အတန်ကိုမကြတော့လို့ဓာတုကထကြည့်တဲ့အခါမှာလှိုင်ကောင်းအပေါ်မှာပိုင်မန်းကိုမကောင်းဆိုးဝါးမိမကြီးကဆွဲချီထားပြီးသူကြည့်နေရင်ပိုင်မန်းကကြောက်စရာပုံစံနဲ့ ဆက်ချင်းမဲ့ပျက်စီးယိုယွင်းနေတာကိုမြင်လိုက်ရပါတယ်။အဲဒီနောက်မှာတော့စံခါရယထာဘူတာမှာလူတွေစုဝေးနေကြပြီးအပန်းပြေခီးအစီအစဉ်ကိုလိုက်ပါဖို့ရောက်ရှိနေကြတာပါ။ဒီလူတွေထဲမှာလည်းဒီဒေတာကိုအုပ်ချုပ်တဲ့လူကြီးဖြစ်တဲ့ဘာရာကတန်တိုဆိုနဲ့စကားပြောနေတာတန်တိုဆိုကခီးသွွားလုပ်ငန်းနဲ့ခမားတို့ဒေတာတိုးတက်အောင်လုပ်နိုင်မှာပါလို့ပြောနေပါတယ်။သူတို့ကိုဖျော်ပြနေတဲ့အဖွဲ့လည်းရှိနေပြီးတပ်ပုံသတင်းသမားကလည်းပါလာတယ်လို့လူစုံတက်ဆုံပါပဲ။ဒီချိန်မှာပဲကံပန်တို့ညီမနှစ်ယောက်ကလည်းရောက်လာတာ သူတို့သွားမယ်အပန်းဖြေစကန်ပုံစံငယ်လေးကိုကြည့်ကသူတို့သွားမာတွေကိုစရင်လှုပ်ထားကြောင်းအမားဖြစ်သူကပြောနေပါတယ်လမ်းကြောင်းအစီအစဉ်တွေကိုပြောထားတဲ့အထဲမှာလဲအပန်းဖြေနေရာကိုရောက်ဖို့ဥမေလိုင်ကောင်း၅ခုကိုဖျက်ရမယ်လို့ဆိုပါတယ်သူတို့ရောက်တာနဲ့လုံးမဲ့အစီအစဉ်တွေကိုပြောနေကသူတို့တင်းမဲ့ဟိုတယ်ကိုလဲဟိုမာနေမယ်ဒီမာနေမယ်နဲ့ညီမနှစ်ယောက်ပျော်ရွှင်နေကြချင်းဘူတာရဲ့အပြင်ဘက်ကနေဒေသခံတွေကသူတို့ယောက်ျားတွေရောဗမာလဲလို့ဆိုပြီးဆန္ဒပြနေကြပါတယ် ဒီချိန်မှာအပန်းဖြေအပျော်ခီးလာတဲ့ပုံစံနဲ့မတူတဲ့အမျိုးသမီးတစ်ယောက်ကလည်းရောက်လာပါတယ်။သူမကတော့ရမ်းမလာပါ။တန်တိုဆိုကလည်းတဏှပြနေတာကိုမြင်သွားပြီးဘာရာကိုဒီလိုတွေဘာကြောင့်ဖြစ်ရတာလဲလို့မေးတော့ဘာရာကဆေးရပြောင်းလဲမှုတိုင်းမှာအဆိုးအကောင်ဒွန်တွဲနေတာပဲလေလို့ပေါ့ပေါ့ပဲပြောလိုက်ခါတန်တိုဆိုကလည်းတေချာကိုင်းတွေဖြည့်ရှင်းစမ်းกว่าလို့ပြောလိုက်ပါတယ်။ဒီလိုနဲ့ယထာထွက်ချိန်နီးလာလို့ခီးတွေရဲ့ယထာပေါ်ကိုတတ်ဖို့လှုပ်ချိန်မှာကံပန်တို့ညီမတွေကယထာလက်မှတ်စစ်တက်ကွန်ကိုအမတ်တရာတက်ပုံရိုက်ခိုင်းလိုက်ပြီး တိုက်ကွန်ကလည်းလက်မှတ်ကိုကြည့်ပြီးရိုးရိုးတန်းငါးတွဲမြောက်နောက်ဆုံးတွဲပါလို့လမ်းညွှန်လိုက်ပါတယ်။ယထာတာဝန်ခံကလည်းယခုယထာခီးစဉ်က9နှစ်အကြီးကြာမှဖြစ်ပြီးစံခါရာအပန်းဖြေစကန်းကိုည7နှစ်လောက်မှဆက်ရောက်မှာပါလို့ဆိုကသူ့မုံကောင်းတွေတောင်းလိုက်ပြီးယထာဆက်ထွက်ဖို့ပြင်ပါတယ်။တွဲနံပါတ်1 VIP တန်းမှာတော့ဘာရောင်နဲ့စန်လိုဆိုကစံခါရာအပန်းဖြေစကန်းကိုရင်းနှီးမြှုပ်နှံတဲ့အဖွဲတွေနဲ့စကားပြောနေကြပါတယ်။ယထာတွဲမှာလည်းဝန်ထမ်းတက်ကွန်ကနေရာတိုင်းကင်းတွေလိုက်ကူချပေးနေရင် ပူနာမကလည်းတက်ကွန်ကိုကြည့်ပြီးသဘောကျနေကတက်ကွန်ကလည်းဒါကိုသတိထားမိနေပါတယ်ဒီလိုနဲ့ယထာလည်းစတင်ထွက်ခွာလာခဲ့ပါတယ်ယထာပေါ်မှာပြုံးပြော်နေကြပြီးအတွဲတွဲကလည်းပိုက်ဆံအိတ်ကိုပိုက်ထားလို့ဝန်ထမ်းတယောက်ကအိတ်ကိုလူပေါ်မှာမထားရဘူးလို့သတိပေးလိုက်ပါတယ်ရမလာကတော့သူ့အမျိုးသားတက်ပုံကိုကြည့်နေပြီးသူ့မအမျိုးသားကိုရှီတွဲမှာမြင်လိုက်ရလို့လိုက်ကြည့်တော့ပျောက်သွားပါတယ်ထပ်ပြီးတော့စားတောက်ဆိုင်အတွဲကိုရောက်သွားလို့သူ့လိုက်ကြည့်တဲ့အခါမှာလည်းမရှိတဲ့အတွက်ဒီနားမှာလူတယောက်ထိုင်နေတာတွေ့မိလားလို့မေးကြည့်တော့ ဆိုင်ဝင်တန်းကလည်းမတီးဘူးလို့ဆိုပါတယ်။ဆိုင်ထဲမှာလည်းတည်င်းသမားကစန်တိုဆိုရဲ့ပုံနဲ့စာရင်းနေလို့အရှိကစန်တိုဆိုကိုလည်းသူမကမြင်သွားကသူမယောက်ျားရဲ့အကြောင်းကိုမေးမယ်အကြံနဲ့သွားဖို့လုပ်တဲ့အခါမှာဆိုင်ဝင်တန်းကအဲ့ဒီကိုသွားလို့မရဘူးလို့တားထားလိုက်ပါတယ်။စန်တိုဆိုကလည်းဘာရာကိုဘူတာယုံကကိစ္စကိုမေးနေတော့အယူသီးမှုတွေနဲ့ရှိရိုးဆွဲမှုတွေကြောင့်ကြံဖန်ပြီးပြဿနာရှာနေကြတာပါလို့ဆိုပါတယ်။တန်တိုဆိုကလည်းယင်းဒီမြုံနံသူတွေရဲ့အရှိမမျက်နှာပြည့်ရလို့စိတ်ဆိုးနေတာပါ။ ကံပါတို့ညီအစ်မလည်းစကားပြောနေကြရင်ကံပါကအပြင်ကိုအကြည့်မှကြီးကန်းတကောင်ကမန်ကုန်ဝင်တိုက်လို့လန့်သွားပါတယ်။ဘူနာမကလည်းတွိုက်လက်သွားမယ်လို့ဆိုကာအရှိအတွဲကိုသွားပြီးအန်နေတာပါ။လူအန်နေချိန်မှာပဲမှန်တဲမှာအလောင်းကောင်ကြီးကပေါ်လာပါတယ်။ဘူနာမကဒါကိုမသိလိုက်ပါဘူး။ဒီချိန်မှာပဲရထားကလည်းလှိုင်းကောင်းတစ်ခုတည်းကိုစဝင်နေကနောက်ဆုံးတွဲကတကားကပိတ်လိုက်ဖွင့်လိုက်ဖြစ်နေလို့ရထားတာဝန်ခံကဝန်ထမ်းကိုစစ်ခိုင်းလိုက်ပါတယ်။ကံပါကလည်းသူ့အမကြာနေလို့ထလိုက်သွားတော့မိတွေတစ်ဖြတ်ဖြတ်ဖြစ်လာပြီ ကံမန်တို့ရဲ့နောက်ကုံကကလေးမလေးကတွဲတကားပေါက်မှာရွယ်တူကလေးလေးကိုမြင်လိုက်လို့ထကြည့်တော့ယုတ်တရအထဲကိုရောက်လာပြီးတရေမဖြစ်နေလို့လှမ်းပြီးလဲသွားပါတယ်။တထားတာဝန်ကန်လှုပ်လိုက်တဲ့လူကလည်းရောက်လာပြီးမြင်သွားကလန့်អော်လိုက်ပြီးတထားကလှိုင်ကောင်းကနေအထွက်မှာနောက်ဆုံးတွဲကပြက်ကျန်ခဲ့ပါတယ်။ကံမန်ကလည်းအမားနဲ့တွေ့ပြီးအမားဖြစ်သူဇပင်းမှာအံပတ်တွေပေးနေလို့တုတ်ပေးနေရင်သူတို့နေတဲ့ငါးတွဲမြောက်ပြက်ကျန်ခဲ့တာကိုကုနာမကလည်းသတိထားမိသွားပါတယ်။ဒီတော့တက်ကွန်ကိုသွားပြောတဲ့အခါမှာတက်ကွန်ကလည်းသွားကြည့်တော့ တရားတွေတစ်ခုလုံးပြတ်ကျန်ခဲ့လို့လန့်သွားပါတယ်။ခီးတွေတွေကလည်းတည်သွားတော့ထိတ်လန့်နေကြကဘာမှစိတ်မပူဘူးနဲ့နောက်ကနေအပန်းပြေစခန်းကိုရောက်လာပါလိမ့်မယ်လို့ပြောလိုက်ပါတယ်။ဒီတော့တရင်သမားကလည်းရှိနေလို့တက်ကွန်ကိုအတင်းလိုက်ပြီးတော့တက်ကွန်ကစိတ်မပူဘူးပြောပြီးသူ့ရဲ့လူကြီးတွေစီကိုသွားပါတယ်။အတွင်းကားကနေလေးကိုရောက်နေတဲ့ကံပန်တို့ညီအမရဲ့ဗရမလာရဲ့တရင်သမားရဲ့ပဲကြံခဲ့ကြတာပါ။ကံပန်စီကိုလည်းအမားဖြစ်သူရဲ့ဒေါက်တာကဖုံးဆက်ပြီးဂူနာမကကျမ်းမာရေးစစ်ဆေးမှုလုပ်ရမှာဖြစ်ကား လက်ကင်စာတွေပြန့်နေလို့စိတ်ကူးသားမှုလုပ်ရမယ်လို့ဆိုပါတယ်။ကံမောကအမားဖြစ်သူကနေကောင်းသွားပြီလို့ညာပြောထားပြီးခီးထွက်လာခဲ့ကြတာပါ။ဒီတော့ကံမန်ကအမားကိုစိတ်ဆိုးပြီးပြောတဲ့အခါမှာကုနာမကသူ့မဆေးရုံကနေတိုင်းစေးတောက်စေးထိုးလှုပ်ခံနေရတာကိုစိတ်ကုံလာပြီးသေဆုံးတဲ့အချိန်ဒီအဲ့ဒီအတိုင်းမနေနိုင်ဘူးလို့ဆိုကဒီလိုအပန်းဖြေခီးထွက်လွတ်လပ်ပေါ်ပွားစွာနောက်ဆုံးအချိန်တွေကိုဖျက်တမ်းဖို့ရည်ရွယ်ချက်နဲ့လှုပ်ခဲ့တာလို့ဆိုပါတယ်။ကံမန်ကလည်းအမားမရှိရင်အဖေစီကိုပြန်တောက်ရမှာဖြစ်ပြီးအဖေကဂယူးမဆိုင်ဘူးလို့ဆိုပါတယ် အမဖြစ်သူကသူ့ကိုယ်သူနောက်ဆုံးချိန်လိုတတ်မှတ်ထားလို့ကံပံကလည်းပျောက်ကင်းအောင်ကုသရမယ်အမနဲ့စံပြူသွားကျိုးတဲ့အထိနေသွားကြမယ်လို့ဆိုကညီမလေးကိုမထားခင်းနဲ့လို့ဆိုပြီးငိုကဖတ်ထားလိုက်ကြပါတယ်တကွန်ကလည်းအတွဲဆက်တွေကိုထိန်းထားတဲ့ဗရီကာမှာအကြည့်ကျွဲတွေကိုမြင်လိုက်ရပြီးတကားမှန်မှာလည်းလူသေးတွေကိုမြင်လိုက်ရပါတယ်ဒီချိန်မှာပဲယထာတာဝန်ခံကရောက်လာပြီးတကွန်ကသူ့ရည်နဲ့လူသေးတွေကိုမြင်တယ်လို့ပြောပေမဲ့မယုံပါဘူးရှော့ဖြစ်နေတာလို့ဆိုကပြောနေပြီးတကွန်ကငါးရင်းမြောက်ကပြက်ကြံခဲ့တယ်လို့ဆိုတော့ယထာရင်းကမယုံကြည်ပဲ ယထာရွဲတွေကအလွဲတကူဖြုတ်လို့မရဘူးလို့ဆိုပါတယ်။တကွန်ကိုလည်းစီယုံဖြောင်းဖြားလိုက်ပြီးနှံတို့ဆိုလည်းတီးလို့မဖြစ်ဘူးလို့ဆိုကာရန်တဲ့လူတွေကိုလည်းဖြောင်းဖြားဖို့မှားလိုက်ပါတယ်။တကွန်ကလည်းစားတောက်ဆိုင်ရှိတဲ့အတွဲသုံးမှနေနေတဲ့ပူနာမတို့စီကိုတွားပြီးဤပညာပြဿနာလေးတွေဖြစ်သွားလို့ငါးရွဲမြပြုတ်ထက်သွားတာပါလို့ဆိုကာရန်တဲ့ခီးဆောင်အိတ်တွေနဲ့ခီးတွေတွေကိုရောဝန်တန်းတွေကအပန်းဖြေစခန်းကိုမကြခင် လာဖို့မှာပါလို့ပြောလိုက်ပါတယ်။ဒီချိန်မှာပဲနောက်ထပ်လိုင်ကောင်းတစ်ခုကိုယထာကထပ်ဝင်ရပါတယ်။တကွန်နဲ့ပူနာမတို့ညီမတွေလည်း တကားပြောပြီးအတွဲလေးတဲကိုဝင်ဖို့လှုပ်ချိန်မှာတားတောက်ဆိုင်ဝင်တန်းကပိုက်ဆံမရှင်းရသေးဘူးလို့တတိပြီးတော့ပိုက်ဆံရှင်းဖို့လှုပ်နေချင်းအတွဲနံပါတ်၄မှာရှိတဲ့ခီးတဲ့တွေကအတန်တစ်ခုကိုကြားလိုက်ကြပါတယ်။အိမ်နေတဲ့လူတွေလည်းနိုးလာပြီးကြည့်လိုက်တော့မိန်းကလေးတယောက်ဇလန်းကြည့်ပြီးရဲနေတာပါ။တချင်းဆိုတဲ့လူလည်းစိုးနေကတချင်းပဲလေပေးညှစ်ခံရသလိုဖြစ်သွားကြပြီ။ဒေးငါးယောက်လောက်မမြင်ရတဲ့အရာကတိုက်ခိုက်တာကိုခံရကမျိုးသမီးတယောက်ကလည်းပူကတ်ခံရပြီးမင်းတို့လူသားတွေလွတ်လိမ့်မယ်မထင်နဲ့အပြစ်ပေးမှုတွေကမင်းတို့အပေါ်ကိုရောက်လာလိမ့်မယ်လို့ပြောဆိုနေပါတယ်။ ။တရင်သမားကလည်းကင်မရာကနေရိုက်ဖို့ချိန်လိုက်တော့အမိုးမှာတွဲလောင်းဖြစ်နေသေးမှကြီးကိုမြင်လိုက်ရပါတယ်။သူထက်ကြီးတဲ့အခါမှာတော့သူ့အဘော်ကိုရောက်လာနေပြီးသူလည်းရုပ်ပြက်ဆင်းပြက်ဖြစ်သွားကယထာကလည်းလှိုင်းကောင်းတဲကနေထွက်ခံနေနေပါပြီ။ဒါကိုကံပန်ကမြင်သွားပြီးလန့်အော်လိုက်ကယထာကလှိုင်းကောင်းတဲကနေအထွက်ဒီတဲ့မြောက်ကလည်းပြက်ကြံခဲ့ပါတော့တယ်။ဒီတော့စန်တိုဆိုနဲ့ဘာရာလည်းတည်သွားကစန်တိုဆိုကဘာရာကိုဘလို့ဖြစ်တာလဲလို့မေးခွန်းထုတ်နေပါတယ်။တကွန်ကလည်းသူ့ကိုမေးတော့မတည်ဘူးလို့ဆိုနေတဲ့အခါမှာ ဒီချိန်မှာရမလာကလှိုင်ကောင်းတစ်ခုဖြတ်တိုင်းယထာရွဲတစ်ခုပျောက်သွားတယ်လို့ပြောဆိုကာဒီချိန်ကတိုက်ဆိုင်တာဖြစ်ပေမဲ့အခုကမဖြစ်နိုင်တော့ဘူးကျမတို့မသိတဲ့အရာတစ်ခုခုပဲလို့ပြောလိုက်ပါတယ်ဘာရာကတော့လှောင်ယူလိုက်ပြီးဒီဒေသကဒီလိုတွေကြောင့်ဘလို့လို့တိုးတက်မှာလဲလို့အဖြစ်တင်နေပါတယ်ဒီတော့ကံမာကကျမမျက်လုံးနဲ့သိချမ်းမြင်လိုက်တာလို့ပြောတဲ့အခါမှာရမလာရဲ့စကားကြောင့်ပြောနေတာလို့ဘာရာကထပ်ပြောပြန်ပါတယ်စန်တိုဆိုကလည်းအထဲကိုပြန်ဝင်ခိုင်းတဲ့အခါမှာစန်တိုဆိုကမဝင်သေးပဲတက်ကုန်ကိုမေးလိုက်တဲ့အတွက် သူတို့တွေဆက်သွယ်ရေးကလည်းပြတ်တောက်နေတာကိုသိလိုက်ရပါတယ်။ဘာရာကလည်းအခန်းထဲမှာတစ်ပင်တွေကရေမော်တွေကိုမြင်လိုက်ရပြီးဘသူမှမသိအောင်ယူပြီးလွတ်ပစ်လိုက်ပါတယ်။ယထာတာဝန်ခံကိုလည်းပြုပြင်ထိန်းသိမ်းတဲ့လူတွေကိုအမြန်လွတ်ပြီးအပန်းဖြေစခန်းကိုရောက်လာအောင်လုပ်ဖို့တိုက်တွန်းလိုက်ပါတယ်။ယထာတာဝန်ခံကလည်းဘာရာကို CCTV မှတ်တမ်းမှာတရေကိုမြင်လိုက်ရလို့ပြလိုက်ပါတယ်။တန်တိုဆိုကိုလည်းရမလာကသူ့ယောက်ျားဓာတ်ပုံပြကယောက်ျားဖြစ်သူဗမာရှိလေတိလားလို့မေးပေမဲ့တန်တိုဆိုကဒီကိစ္စတွေအားလုံးကိုဘာရာကိုလွှဲထားခဲ့တာလို့ဆိုပါတယ်။ အတွဲသုံးကစားတောက်ဆိုင်မှုအတွဲနှင်းမှာကံပန်တို့ညီမရောက်နေပြီအတွဲနှင်းကကြီးကျယ်တဲ့လူတွေကနှာခေါင်းရှုံနေကြပါတယ်ဂုံကလည်းတခုံတည်းမှုကံပန်ကိုပဲထိုင်ခိုင်းလိုက်ပါတယ်ဘူနာမကလည်းတက်ကုံကိုနင်းညာနေတာမလားလို့ထပ်မေးတဲ့အခါမှာနောက်ကကိုကြီးရဲ့အဖွဲကလာမလားမလာဘူးလားဆိုတာကိုလည်းမသိသလိုစက်တွေရေးကလည်းပြက်နေတာလို့ပြောပါတယ်ပြောနေရင်ဘူနာမကအန်ဂျင်လာလို့ထွက်သွားကအတွဲနံပါတ်နဲ့အထူးအတွဲကဒေါ်ကြီးကျယ်တွေက လူတွေထတ်ထည့်ပြီးနန်းစောနေတယ်လို့ဆိုကတကုံကိုဟောက်နေကြပြီးစားတောက်ဆိုင်တွေကိုအစားသွားစားကြပါတယ်ဒီချိန်မှာပဲနောက်ထပ်လိုင်ကောင်းတစ်ခုကိုထပ်ဝင်ရပါတယ်အထူးတွေကလူတွေကနောက်မှဖြစ်နေတာတွေကိုမသိကြသေးပါဘူးဝန်ထမ်းတွေနဲ့စန်ဒိုဆူတို့ကပဲတိပိမဲ့ဟမ်မပြတ်ဆက်နေနေကြပါတယ်တိုင်းလက်တွေကအော်တန်ကိုကြားလို့သွားကြည့်တဲ့အခါမှာတရေကြီးတကောင်ထိုင်နေတာကိုမြင်လိုက်ရပြီးစန်ဒိုဆူကစိတ်အေးအေးထားပြီးအတွဲနှစ်ကိုသွားကြဖို့တိုက်တွန်းလိုက်ပါတယ်အကုန်လုံးကလည်းသွားဖို့လှုပ်တဲ့အချိန်မှာလှုပ်မရတော့ပဲရက်တန့်သွားကြတာ ူတို့ရဲ့ကြားမှာတရေတွေအများကြီးရှိနေပါတယ်။အတံမထွက်ဖဲသွားဖို့ပြောလိုက်ချင်းဒေါ်ကြီးကျေကချော်လဲသွားပြီးသူ့ကိုတရေတွေကအာယုံရောက်လာတဲ့အခါမှာဒါနဲ့အနားမလာဖို့ပြောနေတဲ့အတွက်တရေတွေကသူ့လက်ဘင်းကိုသူပြန်လှီအောင်ပြုလုပ်လိုက်ကြပါတယ်။ဒီချိန်မှာပဲတရေမကြီးကလည်းထက်ရောက်လာပြီးတကားဖွင့်နေတဲ့စန်ဒိုဆိုကိုလည်းခေါင်းကိုကြီးမွအောင်လှုပ်လိုက်ပါတယ်။အကုံဝေယုံသုံးကဖြစ်နေချိန်မှာပဲယထာကလှိုင်းကောင်းအပြင်ကိုအထွက်တွဲနံပါတ်3ကလှိုင်းကောင်းထဲမှာပဲပြုတ်ထွက်ပြီးကြံခဲ့ပါတော့တယ်။အကုံလုံးကလည်းကြောက်လန့်နေကြပြီးတက်ကွန်ဒိုးကလွဲပြီး ရန်တဲ့လူတွေကတရေတွေကိုမမြင်လိုက်ကြပါဘူး။ဘာရာနဲ့ယထာထင်းကလည်းရောက်လာကယထာတွေပြုတ်ကျကြံခဲ့တာကိုကံပိုင်တို့၃ယောက်ကိုမတင်ကားဘူးလို့အပြစ်ပုံချကတကွန်ကအရေးပေါ်ကလုတ်တွေကိုကင်တဲ့လူဖြစ်တယ်။မင်းတမိန်လောက်တာမလား။မင်းဟို၃ယောက်နဲ့ပေါင်းပြီးဓမြတိုက်ဖို့လုံနေတာမလားလို့ဘာရာနဲ့ယထာထင်းကစော်ဆွဲလိုက်တဲ့အခါမှာငကိုကပိုက်ဆံထုတ်ပါလာတဲ့လူကပလင်းကိုရိုက်ခွဲပြီးရံပြုတ်ပါတယ်။ဘာသာကလေပြေးသွားပြီးနောက်တက်လှိုင်းကောင်းတစ်ခုကလည်းဝင်တော့မှမို့ရမလီကတတိပေးပေမဲ့အုတ်ဆယူးကစတင်တိုက်ခိုက်ပါတော့တယ်။ ဒီတော့တက်ကွန်နဲ့အပြန်လန်တိုက်ခိုက်ကြရင်ဦးမားနှားကပလင်းခွဲကိုကောက်ကင်လိုက်မှာဘိုးကပြေးလာလို့မတော်တဆထိုးမိသွားပါတယ်မထူးတော့တဲ့အတွက်ပူနာမကပလင်းခွဲနဲ့ချိန်ပြီးသူတို့လေးယောက်အတွဲနှစ်ကနေထွက်လာကြကတရားတာဝန်ခံကလည်းသူတို့ရောက်နေတဲ့အတွဲတစ်တကားကိုတော့ပိတ်ချလိုက်ပါတယ်တက်ကွန်ကလည်းတကားဖွင့်မရလို့အရေးပေါ်မှန်ခွဲတာနဲ့ခွဲလိုက်ပြီးပူနာမတို့ကိုအရင်ဝင်ခိုင်းလိုက်ပါတယ်ဒီချိန်မှာပဲအတွဲနံပါတ်နှစ်ထဲကလူတွေကလိုက်လာပြီးတက်ကွန်ကိုထိုးချိန်နေကြချိန်ယထာကလည်းနောက်ထပ်လှိုင်းကောင်းတစ်ခုထပ်ဖြတ်ရပါတယ် အကုံကိုအပီနှိပ်ဖို့လုပ်နေချိန်မှာပဲအတွင်းနံပါတ်နှစ်ထဲကိုတည်ရဲမကြီးကထိုက်ရောက်လာပြီးအကုံလုံးကိုအမှုန့်ချပြစ်ပါတော့တယ်။တစားစီကြီမွန်းအောင်တီးနေပြီးအကုံတို့လည်းအတွဲတစ်ထဲကနေရထားတာဝန်ကတကားဖွင့်ပြီးလို့ဝင်လို့ရသွားကြပါတယ်။အတွင်းနှစ်ကကြံနေတဲ့အမျိုးသမီးကလည်းတကားကိုရောက်လာပြီးလုခန်နီးမှဆွဲကော်ခံရပြီးရထားအတွင်းနှစ်ကလည်းပြုတ်ကျန်ခဲ့ပါတော့တယ်။ဘူနာမတို့လည်းကြောက်လန့်နေကြပြီးတက်ကွန်ကလည်းရထားကိုအခုရက်မှရမယ်လို့အတင်းပြောပေမဲ့ဘာရာကအပန်းပြေစကန်ကိုမြင်မြင်ရောက်ဖို့လိုတယ်လို့ပြောနေပါတယ် အတွေ့အထိကရင်းနှီးမြုပ်နှံတဲ့တတိတွေဖြစ်နေပြီးသူတို့ကလည်းဘာတွေဖြစ်နေတာလဲဝိုင်းမေးနေကြကဘာရကယထာစက္ကန့်တဲ့ကိုသွားပြီးဆက်ရှိန်တင်မှုဖိအားပေးခိုင်းစီလိုက်ပါတယ်အတွေ့အထိမှာလည်းစကားတွေများနေကြပြီးယထာရက်ဖို့ပြောနေလို့ယထာကောင်းတွဲကိုသွားဖို့ပြင်တဲ့အခါမှာတကားကဖွင့်မရတော့ပါဘူးဒီတော့တက္ကွန်ကအရေးပေါ်မှန်ခွဲတာနဲ့ခွဲပြီးဝင်သွားကြပါတယ်စက်ထင်းခန်းကိုတော့ဖွင့်မရဖြစ်နေချိန်မှာပဲဘာရကလည်းဝင်တန်းကိုမဖွင့်နဲ့လို့ပြောနေပါတယ်ဒီတော့ယထာတာဝန်ခံကဘာရာကို မင်းကဒီနယ်မှာအာနာရှိတဲ့လူမှန်ပေမဲ့ငါကဒီယထားမှာတကယ်အာနာရှိဆုံးတော်လို့ပြောလိုက်ကယထားမောင်းတဲ့လူကလည်းတကားကိုဖွင့်ပေးလိုက်ပါတယ်ဒီချိန်မှာပဲယထားရက်မဲ့မရက်ဘူးလူကြရင်ဘေးတကားကပွင့်သွားကတက်ကောင်ကအပြင်ကိုပြုတ်ကြကကောင်းပြတ်သွားပါတယ်အကုန်လုံးကလည်းစိတ်မကောင်းဖြစ်နေချိန်ယထားမောင်းတဲ့လူကအရေးပေါ် break ကိုဆွဲချလိုက်တဲ့အခါမှာယထားကလည်းအချိန်ပြင်းပြင်းသွားနေရကနေဒရက်ကျန်းထိုးရက်သွားပါတယ်ယထားကနောက်ဆုံးလှိုင်ကောင်းဝင်ကန်နီးမှာပဲရက်သွားတာပါဘာသာကိုကြိုးတုပ်ထားလိုက်ကြပြီး ပူနာမကလည်းတက်ကွန်ကိုလုတ်ခဲ့တာအတွက်ပြီးဆက်ရမယ်လို့ပြောလိုက်ပါတယ်။ဘာရာကလည်းသူထင်ထားတာကဒီပထမတွဲကနောက်ဆုံး၅ခုမြောက်လှိုင်ကောင်းထဲမှာကြံနေခဲ့ရင်သူနဲ့ယထာမောင်းသမားနဲ့ကဆက်ကောင်းတဲ့အတူအပန်းပြေစကန်းကိုရောက်အောင်သွားပြီးလိုအပ်တဲ့အကူအညီတွေကိုခေါ်ဖို့ပါလို့ညာပြောနေပါသေးတယ်။ဒါပေမဲ့သူဘာပြောပြောမယုံကြတော့ပါဘူး။နောက်ဆုံးလှိုင်ကောင်းနဲ့အပန်းပြေစကန်းနဲ့မဝေးတာမို့ယထာမပါပဲတောအုပ်ကိုဖြတ်သွားရင်နီးနေပြီလို့ပြောနေချင်းရမလာကလည်းဘာရာကိုသူ့ယောက်ျားပုံကိုပြကမင်းနေပါတော့တယ် ာရကမတည်ဘူးလို့ညင်းနေလို့ရှင်တို့စံခါရာမှာပဲအလုံးလုံတာဖြစ်ပြီးယင်းဤမြုံနှံသူတွေဘက်ကိုလည်းလှဲ့ကကျမယောက်ျားကရှင်တို့အားလုံးအတွက်အလုံးလုံခဲ့တာဖြစ်ကသူကအလုံးကြောင့်မငင်းညူဘူးအလုံးကြိုးစားတဲ့လူဖြစ်ပြီးကျမနာကြကိရိယာဝယ်နိုင်ဖို့သူ့အလုံးကြိုးစားခဲ့တာဒါပေမဲ့နာကြကိရိယာအိမ်ကိုလာဖို့တဲ့အချိန်သူကတော့အိမ်ကိုပြန်မလာနိုင်ခဲ့တော့ဘူးလို့ဆိုပါတယ်ဒီတော့ကြံတဲ့လူတွေလည်းပြန်မလာနိုင်တဲ့သူတို့မိသားစုဝင်တွေကိုရှာနေကြတာလို့ဆိုပါတယ်တန်တိုဆိုကလည်းအလုံးသမားတွေပျောက်နေတာကိုမသိဘူးလို့ပြောသွားကြောင်းနဲ့ နယ်မြေအာဏာပိုင်ဘာရာတို့ကိုလွှဲထားခဲ့ပြီးပြီလို့ပြောထားခဲ့တာပါဘာရာကလည်းအတင်းညင်းနေလို့ယထာတာဝန်ခံကထွက်လာပြီးအပြစ်ပြက်တွေကိုပြန်ပြောပြလိုက်ပါတယ်တကယ်တော့ယထာလန်းကတခြားနေရာကဖောက်နေတာကိုဘာရာကသူ့အတွက်တိတ်မကြံလို့ဖြက်လန်းကနေဖောက်ခိုင်းကအချိန်နဲ့ငွေကိုရှော့ချပြစ်ဖို့တွန်းအားပေးခဲ့တာပါဒီတော့ဒီဒေသခံဘာသာရေးဆရာတယောက်ကတားကအဲ့ဒီနေရာကပိုင်ရဆိုင်ရာတွေရှိနေတယ်အဲ့ဒီအရာတွေကတာမန်အရာတွေမဟုတ်ပဲဘယ်ယုံကြည်မှုနဲ့မှ တားလို့မရတယ်လို့ ။ဘာပူဇော်မှုနဲ့မှလည်းတောင်းပန်မရတဲ့အရာတွေလို့ပြောပေမယ့်မရပဲ။ဒါကငါပိုင်နာလေးလို့ဆိုကဘာသာရေးဆရာကိုမောင်းထုတ်လိုက်ပါတယ်။ဆရာကလည်းဘာရာကိုဘာနဲ့မှကူညီလို့မရတော့ဘူးလို့တတိပေးကထွက်သွားပါတယ်။ဒီအကြောင်းတွေကိုအပြင်ကိုပေါက်ကြားမှာဆိုလို့အဲ့ဒီတုန်းကရှိခဲ့တဲ့ယထာတာဝန်ခံကိုအခုဒီယထာရဲ့တာဝန်ခံအဖြစ်ခန့်လိုက်တာပါ။ဒါကိုသိလိုက်ပြီးတဲ့နောက်မှာယထာပေါ်မှာဘာရာကိုကြိုးတုပ်ထားခဲ့ပြီးကြံတဲ့လူတွေကအောက်ကိုဆင်းလိုက်ကြပါတယ်။ဒီချိန်မှာပဲယထာလိုင်ကောင်းတဲကနေတေးမကြီးထွက်လာသလို ေးကလူတွေကိုလည်းဆွဲခေါ်တာကိုခံနေရပါတယ်။တိုင်ကောင်းတဲမှာပဲရှိတာမဟုတ်ဘဲညဘက်အပြင်မှာရှိနေနိုင်တာလို့ပူနာမကပြောလိုက်တော့အကုန်ပြေးကြပါတော့တယ်။ယထာပေါ်မှာကြံခဲ့တဲ့အမျိုးသမီးကပူကက်ခံရကဘာရာစီကိုလည်းတည်းမကြီးကရောက်လာပြီးဖျက်ဆီးပစ်လိုက်ပါတယ်။အပြင်မှာလည်းယထာတာဝန်ခံကပြေးနေရင်တည်းရွေနဲ့ပတ်ပင်းတို့ကမလွတ်တော့ပါဘူး။ဗရမလာနဲ့ပူနာမတို့ညီမလည်းပြေးနေရင်အမျိုးသမီးတယောက်ကြံခဲ့လို့ရမလာကပြန်လှည့်ရှာပါတယ်။ပူနာမတို့ညီမလည်းဆက်ပြေးနေရင် တရဲတွေနဲ့တွေ့လို့ပုံနေကြပြီမို့သူတို့နားကိုတရဲမှကြီးကရောက်လာပြီးမြည်သွားပါတယ်။တခြားလမ်းတွေနဲ့ယထာတွဲတွေကိုလည်းတင့်မြစ်တွေဖုံးအုပ်သွားကတခြားဖန်းခံရတဲ့လူတွေကိုလည်းတင့်မြစ်တွေဖုံးအုပ်ခံရပြီးတစ်ပင်တွေဖြစ်ကုန်ကြပါတယ်။ကံပါတို့ညီမကိုလည်းတင့်မြစ်တွေဖုံးအုပ်လာပြီးပူနာမကိုအကုန်ဖုံးမရပဲပြန်ပြဲသွားကညီမဖြစ်သူကတော့သူ့ရှေ့မှာပဲစကားပြောအော်ဟစ်နေရင်တစ်ပင်ကြီးဖြစ်သွားပါတယ်။ဒီချိန်မှာပဲပူနာမရဲ့ကိုကတင့်မြစ်တွေကအကုန်ကွာသွားတော့ တစ်ပင်ကိုသွားပြီးညီမဖြစ်သူကိုခေါ်ဝင်မဲ့တစ်ပင်ကြီးအတိုင်းပါပဲ။သူမငိုနေတုန်းမှာပဲတရင်မကြီးထက်ရောက်လာတော့ဘူနာမကကျမကိုပဲခေါ်ပါ။ကျမညီမလေးကိုလှုပ်ပေးပါလို့ပြောပြီးမဲ့အနားကိုရောက်လာနေတဲ့တရင်မကြီးကအနောက်ကိုပြန်ဆုပ်သွားပါတယ်။ဘူနာမလည်းကံပါလို့အကျယ်ကြီးအော်ခေါ်ပြစ်လိုက်ကလိုင်ကောင်းတွေလည်းပြူကြကရထားတွဲတွေကလည်းအကုန်လုံးဖုံးအုပ်ပျောက်ွယ်သွားပါတယ်။အဲဒီနောက်မှာတော့ဒေသခံဆရာနဲ့ဘူနာမတို့စကားပြောလာကြရင်ဘူနာမကကျမကိုဘာလို့ပြောင်းလဲပြစ်လို့မရတာလဲလို့မေးတော့ သူတို့အတွက်လူတွေကမြည်စွေးသဘောပဲရှိတယ်။မင်းကတော့စံချိန်မမီတဲ့မြည်စွေးဖြစ်နေတာပဲလို့ဆိုပါတယ်။ဘူနာမားကကင်ဆာရောဂါကန်ဆာနေရပြီးဒီကနေ့လူဖြစ်နေခဲ့လို့ပါပဲ။ဒါပေမဲ့အခုတော့ပျောက်ကင်းအောင်ကုသနိုင်ခဲ့ပြီးသူ့ရဲ့ညီမလေးကံပန်ရှိတဲ့တစ်ပင်လေးနားမှာထိုင်ကသူတို့အတူရှိခဲ့တာတွေကိုပြန်တရိရရင်ငိုနေခဲ့ကအမကိုခွင့်လွတ်ပါလို့ပြောလိုက်တော့တစ်ပင်ကပန်းပိုးလေးတွေကအပွင့်လေးတွေပွင့်လာတာကိုမြင်လိုက်ရပြီးဇာလန်းလေးပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ။အစုံးဒီလိုက်ပါကြည့်ရှုပေးတဲ့တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပြီး ိတ်ချမ်းသာခြင်းကိုယ်ဤချမ်းမာခြင်းများနဲ့အတူကတ်သုံးပါးကျော်နေနိုင်ပါစေလို့ဆုတောင်းပေးရင်းဤကုန်းချောက်လိုက်ပါရခင်ဗျာ။